ဆောက်တန်းန်သင်းကိုနှစ်ကိုးတကိုးနဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာကြောကြိုက်ဆုံးအာဆင်နယ်ကစားသမား၃ယောက်ဒီ၃ယောက်ကတော့ကျွန်တော်အကြိုက်ဆုံးရွေးချယ်ထားတဲ့၃ယောက်ပေါ့လေ။ကြောညီကိုနဲ့အကြိုက်မတူရင်လည်းကိုမမဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။အရင်တော့ကတော့၄ယောက်၅ယောက်ရွေးတာပေါ့။ဒါပေမဲ့စောက်တန်းလည်းလို့အသေးမျိုးကိုနိုင်တဲ့အခါမှာတော့ပြီးတော့ quality ရလည်း ကျွန်တော်ပြပြဝကြိုက်တဲ့ player လဲ၃ဦးပဲပြောလို့ကောင်းတာဖြစ်တဲ့အတွက်ဒီ၃ယောက်နဲ့ပဲကြည့်လစ်ပြောသွားအောင်ခဲကြော်ဆိုင်ဆုံးနံပါတ်၃နေရာမှာရှိတဲ့ player နဲ့စလိုက်အောင်နံပါတ်၃နေရာမှာရှိတဲ့ player တော့ဇင်းချန်ကိုဒီဘဲနဲ့ပတ်သက်ပြီးတော့ပေါင်သန်း20လောက်ရရင်ຫນွေမရောင်းမယ်ဆိုပြီးတော့အာဆင်နယ်တို့ကဈေးကတ်ထားတယ်လာပြီးကမ်းလက်မဲ့တဲမှာဒေါ်မွန်တို့ဘာလို့ကြားတယ်ဇင်းကြီးတီဒီသူ့ရဲ့ယူကရိန်းမှာနိုင်ငံလေးစဉ်အသင်းမှာဆိုရင်သူကကွင်းလေစော့တဲ့ player မျိုးဗျာ ခစီပိုင်းပါညာညံ့တာတပိုင်းနော်ဒါပေမဲ့အဲ့ဘောလုံးဖြတ်နေအပိုင်းလေးဘောရီကာဗာရီပြန်လုတဲ့အပိုင်းတွေနဲ့အေရီယာထိတက်ထောက်တဲ့အပိုင်းမှာဇင်ချန်ကွာတကယ်ရှယ်ကြီးသုံးတိုင်းတော်တော်ကောင်းသေးတဲ့ player အိုက်ဒါနေနဲ့ဒီနေ့ပွဲစဉ်မှာတော့ဇင်ချန်ကိုပွဲထွက်ဖြစ်သုံးသွားတယ်ဟိုအယောင်စင်းတင်ဖို့အတွက်တခြားကစားသမားတွေတခြားတင်းရလူလာပြီးကင်းထောက်လို့ရအောင်များလုံနေလာတော့မသိဘူးဈေးတက်အောင်လုံနေလာတော့မသိဘူးဒီနေ့ပွဲစဉ်မှာတော့အသေးချာသုံးသွားတယ် စင်းအင်းနေနဲ့ဒီပွဲစဉ်မှာတော့မိနစ်အချို့ကစားခွင့်ရလိုက်တယ်လူစားတော့လဲခံရတာဝေးနောက်ပိုင်းမှာဒါပေမဲ့ rating 7.1တိရှိတယ်အဲ့ဒီခန်စစ်တန်းမှာသူ့ထက် rating ကောင်းလာဆိုလို့တီယာနီတူဦးပဲရှိတော့တယ်ဒီနေ့ပွဲမှာတော့တီယာနီနဲ့ခီဘီယောကဘိုးခန်စစ်ကစားမအတွဲထပ်ဆော့ပါဗောလေအဲ့စင်းအင်းနေနဲ့တော့အတက်ကင်ပိုင်းကိုလိုက်ရတာပုံများတယ်ရှေ့မှာတွေတထောင်နေရတယ် အစင်းချန်ကိုပါလိုက်ကဘာလို့အသာဝါလဲဆိုတော့ဒီမာတီနယ်လီနည်းနည်းလေးလွတ်လပ်လပ်ဆောလို့ရတယ်နောက်ကနေပြီးတော့တောက်လျှောက်ဘောလုံးလိုက်ပြီးလက်ခံတယ်ခါကျရင်ကျွန်တော်စင်းချန်ကိုမပါတဲ့ကဘာလို့ဖြစ်တယ်လဲဆိုတော့ဒီဝင်းကကစားမားတွေကအနောက်ကိုစင်းကွယ်တဲ့အပိုင်းထက်ဆိုင်ရင်အရှိမနှစ်ယောက်သုံးယောက်ပိတ်မိတဲ့အပိုင်းတွေရှိရဲ့ဒါပေမဲ့မာတီနယ်လီကဒီနေ့ပွဲစဉ်မှာနည်းနည်းလေးပို့ပြီးလွတ်လပ်လပ်လှူရှားလို့ရတယ်အစင်းချန်ကိုနောက်ကနေလိုက်ပြီးတော့စပိတ်ကြီးချဲပြီးတဲ့အတွက်နောက်ချက်ကဇင်ကြီးကဘောလုံးကင်ထားရဲ့ပါတီလိုပုံစံမျိုးအေရီယာထိမှာတက်ထောက်တာ ်စင်ကြီးပါလို့ရှိရင်တော့အရှိကတက်စစ်ကပို့ပြီးမြိုင်တယ်ဒါပေမဲ့ခံစစ်ပိုင်းတော့တည့်တဲ့အချိန်မှာစင်ချန်ကအဲ့ဒီပိုင်းမှာတော့ quality တန်းနေတယ်စကယ်ရီတော့မှ defend line ကတိတ် မတည်ငြိမ်ဘူးမကြခဏလည်းအဲ့ဘက်ကအခွင့်အရေးတွေပေးရတာရှိပါလို့လေအဲ့တော့စင်ချန်ကိုတော့ကျွန်တော် အကြိုက်ဆုံးနံပါတ်3နဲ့မှရွေးတယ်တကယ်လေး area ထဲကနေဒီဘက်ကန်တဲ့လုံးတွေရှိတယ်လူထိပ်ပြီးပြင်ပြန်ထွက်သွားခဲ့လို့ကျွန်တော်အကြိုက်ဆုံးနံပါတ်2နဲ့မှရှိတဲ့ player နဲ့ပြောလိုက်အောင်အဲ့ဒါကတော့ martin odigas တရားဒီလုံးအားမလို့အားများနဲ့မကြခဏကျွန်တော်တို့စူပူချင်းမောင်းဝေဖန်ထောက်ပြခဲ့တဲ့ player တယောက်ပေါ့လေကောင်းတဲ့ပွဲကြရင်လည်းကောင်းပါတယ်ဒါပေမဲ့မကောင်းတဲ့ပွဲကြရင်လည်းသူကတကယ့်ကိုမှ focus ထားခြင်းခံရတဲ့တယောက်ပေါ့လေ captain လည်းဖြစ်တယ်အသင်းရဲ့ဦးဆောင်အစားလုပ်နေရတဲ့တယောက်လည်းဖြစ်တယ်နောက်ပြီးတော့သူ့ရဲ့အခန်းကဏ္ဍလည်းအာဆင်နဲ့မှာတော်တော်လေးရေးပါတယ် captain တယောက်ဆိုတာကအသင်းနိုင်ပါတဲ့ချိန်မှာဆွဲတင်နိုင်ရမယ်နောက်တစ်ချက်က controversial ဖြစ်တယ်ဖြစ်တဲ့ခါမှာဒိုင်းနဲ့စကားပြောနိုင်ရမယ်တဲ့နောက်တစ်ချက်က အသင်းမှာပြဿနာတက်တာရန်ဖြစ်တဲ့အပိုင်းတွေမှာအရှိကနေမမမရက်ပြီးတော့ဖြည့်ရှင်းနိုင်ရမယ်။ဒါပေမဲ့တချို့အပိုင်းလေးမှာတော့မာတင်အိုရီဂက်စီကနေပြီးကျွန်တော်တို့လိုချင်တဲ့ခပရင်တယောက်ရဲ့ emotional မြင့်ရဲရဲမှုတွေမမြင်ရဘူး။သူကကျတော့ gentleman type လေးပြေးတူးရဲ့ type ထဲပါတယ်။အဲ့တော့အဲ့ပိုင်းကိုထားလိုက်။ကျန်ကလေးနှစ်နှစ်ကခပရင်မာတင်အိုရီဂက်စီကကျွန်တော်ရနိုင်တဲ့ယာတွေအများကြီးပဲ creative ရမ်းမြင်ပါတယ်။ ဖက်ခနဲ့ဘောလုံးပေးတာမျိုးတွေအာဆင်နယ်တင်းရဲ့တိုက်စစ်လမ်းကြောင်းရေတောင်းပြလို့ပြောလို့ရတဲ့အထိမာရီအိုဒီကက်စီကကျွန်တော်အများကြီးမျှော်လင့်ခဲ့ဒါပေမဲ့ဒီရတီမှာဒဏ်ရာရတာတွေကိုပြီးတော့ဒီသူ့ရဲ့အခြားလူမှုရေးကိစ္စအပိုင်းတွေကိုဒီဒဏ်ရာနေပြန်ပြီးတက်တာလာတဲ့အခါမှာအရင်ကတော့ risk ယူပြီးတိတ်ပြီးမကစားတော့တဲ့အပိုင်းတွေကိုဒါတွေကတော့အိုဒီကက်စီကနေပြီးတော့ကြံခဲ့တဲ့နှစ်ရာသီမှာကျွန်တော်တွေ့ခဲ့တဲ့ creative မြင်မာတဲ့ကစားရတချို့ရောပါသွားတာပျောက်ဆုံးသွားပါဘောလေအဲ့တော့အိုဒီကက်ဒီနေဒီပွဲစဉ်မှာတော့ဒါမိနစ် 85မိနစ်လောက်မှဝင်ပြီးဆော့လာအီတန်ဝန်နေရီကိုလူစားလိုက်ပြီးသူဝင်လာခဲ့တာဟောလေသူဝင်လာပြီးမကြောက်ဘူးအာဆင်နီကဂိုးရတယ်ကျွန်တော်လူချင်းတဲ့ကပရင်ဆိုတာအဲ့ဒါပဲအသင်းနေပါနေတဲ့အချိန်မှာငါမင်းတို့ကိုဆွဲတင်ပေးမယ်ငါရှိရနေဘလို့ဦးဆောင်ပြီးလုပ်ပြမယ်ဆိုတာအဲ့ဒါကပရင်တောက်ကဝိသေသလက္ခဏာပဲကျွန်တော်မာတီအိုရီဂန်နဲ့ပတ်သက်ပြီးအရင်တော့မကြိုက်ခဲ့တာလုံခဲ့တဲ့နှစ်ရာသီကမကြိုက်ခဲ့တာကဒိုင်းနီယိုကွန်ပလိန့်တက်တဲ့ဘက်မှာဂရင်းနီရှာကလို့မဖြစ်ရအောင်လာဆိုပြီးကျွန်တော်မကြိုက်ခဲ့တာအဲ့တစ်ချက်ပဲဒါပေမဲ့ဒီရာသီမှာတော့ မာတင်အိုဒီဂက်ကဒီဖန်တီးနိုင်စွမ်းညော်ပါသွားတဲ့အပိုင်းမှာတော့ကျွန်တော်ပြောစရာအချက်ကနှစ်ချက်ဖြစ်သွားပါလိမ့်။ဒါပေမဲ့ဒီနေ့ပွဲစီမှာသူတောင်းဝန်ကြီးတယ်။သူဝင်ဆော့ခဲ့ရတဲ့မိနစ်ကအသင်းအတွက်အနိုင်ကိုသွင်းနိုင်ခဲ့တဲ့အချက်ကဒါတော့သူ့ရဲ့ signature အတိုင်းပဲ area ထိပ်ကနေပြီးတော့ကစားသမားတစ်ယောက်ကိုခောက်မယ်လူလူကျွတ်ကျွတ်ကန်လို့ရလောက်တဲ့အနေထားရောက်ရင်ဘယ်ချင်းနဲ့အားကုန်ပိုက်ထဲကိုရိုက်ထည့်မယ်တဖက်ကဂိုးပေါင်းဆောင်တာလည်းခေသူမဟုတ်ဘူးအာဆင်နယ်ကြောင့်ခေစီတွင်းညာတည်တဲ့ Aurelian ဘယ်ပလေယာကဘလုံးမျိုးကန်တက်တယ်ဆိုတော့ကောင်းကောင်းသိတယ် ဒါပေမဲ့မာတင်အိုရီကကန်တဲ့ခါမှာတော့အဲ့ဒီဘောလုံးကဖာဝါပြင်းနဲ့ကန်လိုက်တာ finishing လည်းလုံးဝဝလုံးတို့ကြီးနည်းနည်းလေးများထောက်ပြီးဝင်သွားသေးလားမသိဘူး run street လုံးဝဖမ်းလို့မရတကယ်ကိုကန်သွားတာကိုသမားရက်နေတဲ့နေရာရဲ့မာတင်အိုရီက area ထိပ်ကနေရာယူပြီးပတ်ကန်သွားတဲ့ပုံစံမျိုးရဲ့ကိုသမားအများစုမဖမ်းနိုင်ဘူးဗျာအဲ့လိုလုံးမျိုးဒီနေပွဲစီမှာဆိုရင် run street ကတော်တော်လက်ဆန်းပြတယ်မှာပါတယ်อืมคายเวกกันไล่ได้อလုံးโอ้ตูปุ๊ทุไล่โลถั่วไล่อလုံးโอ้บูกาวซากะก้องไตดากะหลูจ่นทวาเก အဲ့လိုဂိုးမျိုးကလည်းဒီကဒီဂိုးသမားပုတ်ထုတ်လို့ကျုံသွားခဲ့တာဖြစ်တဲ့အတွက်ဂိုးသမားလို့ကျုံလုံးဝ appreciate ဖြစ်ရမယ်ကျုံဂိုးရနိုင်တဲ့ chance တွေတော်တော်များကို rustic ကဝယ်သွားတာလာမရသေးတော့သူ championship ပါသွားခဲ့မယ်ဆိုလဲအများဆုံးတန်တက်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါလေကဲမာတင်အိုရီကနေနဲ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပြီးတော့လာမရသေးပါသူဘလောက်ထိကောင်းနိုင်လဲဆိုတာကိုတသက်ပြသွားသလိုပဲကပရိအများဆုံးပြန်လာနိုင်ပါသေးကျွန်တော်ဆန္ဒပြုပါတယ် အိုရီကကြီးခြေစွမ်းနေအတက်ကုန်ကြပြီးတော့ကပရင်လက်ဘက်ဒီကလန်ရိုက်ကိုပေးမှဆိုတဲ့စိတ်မျိုးကျွန်တော်တို့မှမရှိဘူးထိုက်တဲ့နေသူຢာသွားပလိမ့်စီဒါပေမဲ့ကိုအသင်းရပလေယာတယောက်နေပါပါသည်ဆိုရဲဆန္ဒကျွန်တော်မှမရှိဘူးဖြစ်လာပါသည်ဆိုပြီးအားမလို့အားများပဲရှိတာကဲကြောကြိုက်ဆုံးနံပါတ်1နေမှာရှိတဲ့ပလေယာနဲ့ပြောလိုက်ရအောင်အဲ့ဒါကတော့ KNT ရနေဒီနေ့ပွဲစဉ်မှာမထင်ထားဘူးဗျာဒါ ဒီဘဲလေးအော်ဝင်ဆော့ဝင်ရတယ်ဗောအာဒီတာတော့အမှတ်တရတခုဖန်တီးပေးပြီဆိုပြီးကျွန်တော်ကြည့်နေခဲ့တာဒါပေမဲ့တီယာနေသည်ဒီနေပွဲစဉ်မှာအသင်းတို့အရေးပါတဲ့ဥဆောင်ကိုတခုသွင်းသွားခဲ့ဟာဂိုးရသွားပြီဆိုကြည့်ရဲကြည့်လာဗောတီယာနေဖြစ်နေအရှိတတိုက်စစ်ကစားသမားတွေကိုညှော်လင့်နေကျွန်တော်ပတ်ချားတွေပဲအပ်သွားမယ်ဂိုးမိုးခေါင်ပြီးတော့ဒါပေမဲ့တီယာနေသည်အာဆင်နယ်အသင်းတို့အရေးပါတဲ့မိနစ်40ကျော်မှာဂိုးသွင်းသွားခဲ့သူသာမသွင်းရင်အဲ့ပထမပိုင်းကစည်းစည်းဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒုတိယပိုင်းကိုဘလို့ပြင်ဆင်ရမှန်းတော့မသိတော့ဘူးသိရမလားပြန်ပြကစားသမားတွေကလည်း ီအနေထားကိုကောင်းကောင်းကြီးပြင်ဆင်တော့မှာဒါပေမဲ့အာဆင်နယ်ဂိုးရသွားတဲ့ခါမှာတော့သူတို့တော်တော်လေးဒုတိယပိုင်းမှာဂိမ်းပလန်တချို့ရွေးခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ခြေပါကူတွေပြန်ပေးရတယ်အနိုင်ကူတွေပြန်ရရဆိုရင်မဲအသင်းထွက်အရေးပါတဲ့မျောလင်းစရာအကောင်းဆုံးနဲ့ပျော်စရာအကောင်းဆုံးအခိုက်တန်းရတော့ KNT ရနီးစရာရတာဒါသူ့အတွက်နောက်ဆုံးပွဲပဲဒီဘဲဒီအာဆင်နယ်စီရောက်လာတဲ့ကစာချုပ်ကတစ်ချိန်ပဲချုပ်ထားခဲ့တာအဲ့စာချုပ်ပါအချက်လျာဒီຫນွေသည်တက်တန်းကုန်ပြီအဲ့မှာတစ်နှစ်လောက် နှစ်ဦးနှစ်ဖက်သဘောတူရင်တက်တန်းတိုးလို့ရသေးရဲ့တစ်နှစ်ရှိသေးရဲ့ဒါပေမဲ့နှစ်ဖက်စလုံးကဒီစာချုပ်ကိုအပြီးတက်လိုက်တယ်သူလည်း Scotland Class 7အတင်းကိုပြန်မယ်အဲတော့ Celtic ကိုပြန်မဲ့တီယာနီကတော့လာချင်းကောင်းခဲ့တယ်လို့ပြန်ချင်းကောင်းကောင်းနဲ့လည်းသူငိုတူကိုနဲ့အာဆင်နယ်ကိုနှုတ်ဆက်သွားပြီးပြောလို့ရတယ်အမှတ်ရတယ်အများကြီးပဲဗျာကျွန်တော်အရန်ကြားရတဲ့ player တယောက်အခုမှသာကျွန်တော် Declan Rice ကိုပြောင်းပြီးကြိုက်တယ်ဆိုရင်အဲ့ဒီခေအဲ့ဒီကာလအဲ့ဒီအချိန်နဲ့အဲ့ဒီ quality ရဆိုရင်တီယာနီဒီကျွန်တော်တို့ရဲ့အသေးဆွဲရေကလူးတာတယောက်ဖြစ်ခဲ့တာ စားသမားတယောက်ကစမ်းလို့ပဲပြောရမှာမသိဘူးเนาะဘာလို့ဆိုမာတီနယ်လီခင်းပြီးလိုက်တဲ့လုံကိုဘန်ဝိုက်ပြေးထွက်သွားပြီးတော့ဘောက်စတဲကိုမျောပြီးလိုက်တာအဲ့ဒါတီယန်နေဝင်ပိတ်သွားတယ်အဲ့ဒီနေရာမျိုးတွေဒီတိုက်စစ်မှုတယောက်ဝင်ကစားမတယောက်ရှိနေရမယ့်နေရာမျိုးတွေဒါပေမဲ့သူဘာကြောင့်အဲ့နေရာမှာရောက်ပြီးသွန်းွားလဲတော့မသိဘူးဒါကဂိုးရလူစိတ်အသင်းအတွက်တစ်ခုခုလုံပေးချင်တယ်ဆိုတဲ့စိတ်ကဒီကစားမစီမှာရှိလို့ဒီလိုကိုမျိုးတွေးနိုင်တာအော်ငါကဖူးဘက်ကစားသမားပဲငါကအတက်စင်းပဲငါကကွင်းလေဝင်ဆော့အောင်မယ်ဆိုတဲ့စိတ်မျိုးထားရင်အဲ့နေရာမှာတီယန်နေရှိမှာမဟုတ် ကိုလေးရမှာမဟုတ်ဒါပေမဲ့ဒီအတင်းတော့ငါတခုခုလောက်တော့သွင်းကိုတခုနဲ့လုံပေးနိုင်လောက်ပါတယ်ဆိုတဲ့စိတ်မျိုးနဲ့လုံသွားခဲ့တာအဲကြောင့်မို့တီယာနီးနဲ့ပတ်သက်ပြီးကျွန်တော်ကတော့ဂုံယူတယ်ဒီကစားမလေးကအိုက်တာရဲ့နီးစနစ်တွေကဟိုဘလိုပြောမလဲအတုံးမဝင်တော့လို့ဒါလက်လွတ်လိုက်ရတယ်လို့ထင်တယ်တကယ်တကယ်အိုက်တာမဟုတ်ဘဲနဲ့အခြားနီးပြတ်တက်ကွက်နီးစနစ်အောက်မှာဆိုရင်အလက်ကြီးရှိသေးတယ်ပရီးမီးယားလိအလဲလက်မုံတော့ထိပ်သေးသေးနေမှာပါသုံးလို့ရလောက်တဲ့ quality ရှိနေသေးတယ်အဲ့တော့တီယာနီးတယောက်အဆင်ပြေပါသေးဘော ဒီရသည်မှာအာဆင်နယ်တင်းအတွက်အများကြီးကြိုးစားပေးခဲ့တာလေကျေးဇူးတင်ပါတယ်မနစ်ကတော့ကတော့စူစီတက်မှာအငားထွက်ဆော့ခဲ့တာဟုတ်အဲ့တော့ဒါကတော့ကျွန်တော်ကြိုက်ဆုံးပလေယာ၃ယောက်ပေါ့လေတီယာနီကတော့ကျွန်တော်ကြိုက်ဆုံးဖြစ်ရွေးချယ်လိုက်ပါတယ်အသင်းရဲ့ဦးဆောင်မှုသွင်းတဲ့အပိုင်းမှာဟောဒီရသည်မှာအားလုံးမိနေတဲ့ကြားထဲကအာရီတာထဲသုံးနဲ့ခြေစွမ်းပြနိုင်ခဲ့တာဟောဒီပွဲတည်သူအာဆင်နယ်ဂျာစီဝစ်စင်ကစားတဲ့နောက်ဆုံးပွဲဖြစ်တဲ့အချက်ရောပြီးတော့ဒီဂိုးရဖို့အတွက်သူ့ရဲ့ ပုံမှန်ထက်မဟုတ်တဲ့ position switch ချင်းပြီးတော့စူးစမ်းအထုတ်သွားတဲ့အပိုင်းရောဒါကြောင့်မို့ကျွန်တော်အကျဆုံး number 1 player ဖြစ်ရွေးချယ်ပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီ season လေးကိုဒီကဝင်ညီပေါင်းပြီးတဲ့ show ball လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber phone number 399 6936 3ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝရောက်နေပါတယ် Champion League ဘောလုံးဝဲကြိုင်လဲကျွန်တော်တို့ဘောလုံးဝဲပြပြီးတော့မှဖြစ်တဲ့အတွက်ဘောလုံးဝဲကစားမယ်ဆိုတော့ show ball လုံးမှာလာပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ